ီ stock management ဆိုတာကကုန်ပစ္စည်းတွေကိုစနစ်တကျစီမံခန့်ခွဲခြင်းဖြစ်ပါတယ်အလွန်အရေးကြီးပါတယ်ဒီ stock management အတိက အချက်၅ချက်ဒီနေ့ပြောပြပြီးသွားပါမယ်၁ stock tracking ပစ္စည်းရောက်ရှိခြင်းကနေထွက်သွားတဲ့အထိ barcode system နဲ့ RFID နည်းပညာတွေကိုအသုံးပြုပြီးဒီပစ္စည်းအဝယ်ထွက်တစ်လျှောက်လုံးမှာအချိန်နဲ့တပြေးညီချက်ရှင်းသိရှိနိုင်ဖို့အတွက် stock tracking ကို ရှိရပါမယ်။နံပါတ်1 safety stock calculation ဒီ calculation ကမမျှော်လင့်ဘဲနဲ့လိုအပ်ချက်တွေပို့ဆောင်ချက်တွေနောက်ကျတာတွေဒါတွေကိုကြိုတင်တုံ့ပြန်နိုင်ဖို့အတွက်အ ਨੇ ဆုံးအရေးတစ်ခုခုကိုဒီ warehouse ထဲမှာတိတိတသာတွက်ချက်ပေးထားရပါမယ်။တွက်ချက်ပေးထားရတဲ့စနစ်ဖြစ်ပါတယ်။ number 3 reorder point setting ပစ္စည်း ပြတ်တာတွေပြန်လဲပြီးတော့ order တင်ဖို့တွေအချိန်မှန်ဖို့ကိုမှန်ကန်စွာတစ်ချက်ထားရပါမယ်။ဒါမှလည်းတောင်းတင်းတဲ့ထုတ်လုပ်မှုအတွက်တိကျတဲ့ထုတ်လုပ်မှုအတွက်အရေးကြီးပါတယ်။နံပါတ်၄ inventory valuation မှာကုန်ကျစရိတ်နဲ့လက်ကျန်ပစ္စည်းတန်ဖိုးကို free flow တို့ live flow တို့ which every စတဲ့နည်းစနစ်တွေနဲ့တိုက်တာရပါမယ်။